ရင်မဲသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်သတင်းချန်နယ်မှာဒီကနေ့မတ်လ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတက်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတက်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါရခင်ဗျာခုတကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒိုင်းလွတ်တော်ဆွန်ရွေးပွဲကိုတရားောင်းနေတဲ့ CRPH ကမြန်မာရွှေပြောင်းလုပ်တာရေးတောင်းဆိုသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ထိုင်းလွတ်တော်မှာဒီကနေ့မတ်လ22ရက်နေ့မှာစတင်၍ပြုလုပ်နေတဲ့နေရတာဆုံးနွယ်ပွဲတွင်ရွှေပြောင်းလို့တမားများရေကိစ္စထဲသွင်းတောင်းဆိုသွားမှာဖြစ်တယ်လို့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီဇေယျဘေးရှိတာမှသိရပါတယ်။ထိုင်းမြန်မာနေစတိတာလုံခြုံရေးနဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုမြင့်တင်ရေးခေါင်းစဉ်နဲ့အဆိုပါနေရတာဆုံးနွယ်ပွဲကိုဒီကနေ့မနက်ပိုင်းကစတင်ပြီးတော့ထိုင်းနိုင်ငံဗန်ကောက်မြို့မှာရှိတဲ့ပါလီမန်လွှတ်တော်မှာကျင်းပနေခြင်းဖြစ်တယ်လို့သိရပါတယ်။ရွှေပြောင်းလို့သားရဲသာသမီတွေပညာသင်ခွင့်ရရှိဖို့အထောက်အထားမရှိတဲ့လူတို့မားတွေကိုစကောင်းစီထံလုံးဝပြန်မပို့ဖို့တောင်းဆိုမှုတွေရှိတယ်လို့ ဇေယပေးရှင်နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်ဦးအားကမျိုးထက်ကပြောပါရင်ထိုင်းလွတ်တော်ရဲ့ဖိတ်ကြားချက်အရဆိုပါဆုံးနှုတ်ပွဲကိုဇေယပေးမျိုးသားညညရဲ့တိုင်းမကန်ကောင်စီအန်ယူစစီကရင်မျိုးသားစည်းရုံးကရင်ယုံကရင်မျိုးသားတိုးတက်ရေးပါတီ KNPP စားတဲ့တော်လိုင်းအင်အားစုများတက်ရောက်နေတယ်လို့သိရပါရင်ဒါပြင်မြန်မာနိုင်ငံဆိုင်ရာကိုလက်ထမကလူခွင့်ရေးဒုခုဆက်လက်တိုးဝင်သူမြန်မာရေးချွန်ချင်းသူတက်ကြွလှရှားသူများနဲ့ထိုင်းစစ်တပ်တာဝန်ရှိသူများပါတက်ရောက်မှာဖြစ်တယ်လို့သိရပါရင်ထိုင်းလွတ်တော်ဆုံးနှုတ်ပွဲစတင်တဲ့ဒီကနေ့မှာတော့ ိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးကအဖွဲ့မှစကားပြောကြားပြီးနေစာတိတအလုံးစုံ၏စိန်ခေါ်မှုမြန်မာရေးနဲ့စကောင်းစီရွေးကောက်ပွဲကိစ္စတို့ကိုဆုံးနေလျက်ရှိတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တထုံမလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးရမှာပါဝင်နေတဲ့စစ်မှုရဟောင်းဂျီစောနဲ့ချွေးမတို့ဖြစ်ခတ်ခံရပြီးတည်ဆုံတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မုံမင်းနဲ့တထုံမျိုးမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်ဂျမ်ဘတ်စစ်တပ်ကိုနေအိမ်များလိုက်လံပြသနေတဲ့စစ်မှုရဟောင်းဂျီစောနဲ့ချွေးမဖြစ်သူတို့ကိုဖမ်းဆီးရန်လာစဉ် ခိုးကန်ထွက်ပြေးတာကြောင့်ဖြစ်ခဲ့ဖမ်းဆီးရမှာနှစ်ဦးစလုံးတည်ဆုံးသွားတယ်လို့ဘီသူဘက်တော်သားအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။မချလာ၁၉ရက်နေ့မနက်၁၇နာရီခန့်မှာတထုံမြို့နန်းခဲရက်ကွက်လေးချောင်းရံစစ်တပ်နဲ့ကလေးရရှိတဲ့ဘဝရိတ်တာလမ်းမှာရှိတဲ့ယာယီမှုကျော်သူဟင်းရဲ့နေအိမ်ကိုဒေါ်လိုင်တပ်ဖွဲ့များကဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့ကဲ့သို့ဝင်ရောက်ရှာဖွေနေစဉ်ယာယီမှုကျော်သူဟင်းဟာနေအိမ်မှာမရှိတာကြောင့်လွတ်မြောက်သွားပြီးတော့၎င်းရဲ့ဖခင်ဖြစ်သူစစ်မှုတဟောင်းကြီးစော်နဲ့၎င်းရဲ့အမျိုးသမီးဖြစ်သူနွယ်နွယ်ဝင်းတို့ကိုဒေါ်လိုင်ရဲဘော်များကဖမ်းဆီးခဲ့ကြောင်း ထို့တော့ဖန်ဆီးလာစဉ်လက်ခုလက်တနေရာရောက်မှာချီစောဟာပြန်လဲခိုးကံပြီးရဲဘော်တအူးထမှာတနက်လူယူကနော်နော်ဝင်းရလဲကားပေါ်မှာဆင်းပြေးတာကြောင့်ဖြစ်ခဲ့ဖန်ဆီးရမှာနှစ်ဦးစလုံးတေဆုံးခဲ့တယ်လို့သိရပါတယ်။အဆိုပါတေဆုံးသွားတဲ့ချီစောဟာစစ်မှုတဟောင်းဖြစ်ပြီးရဲတရင်ပေးများဖြစ်လုံဆောင်နေကအကြမ်းဖက်စစ်တပ်တွေလည်းစစ်မှုထမ်းရလူငယ်များစုဆောင်းပေးခြင်းနဲ့လူငယ်များရဲ့နေရာများကိုလိုက်လံပြတာနေသူဖြစ်ကြောင်းဒါပြင်နော်နော်ဝင်းရလဲယောက်ျားဖြစ်သူရာယမှုကြောသူဟင်းအကိုနဲ့ရခွန်းနေပြည်သူများပေါ်ရန်ကားချင်းတွေလုံဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။ တို့တို့ပြည်သူများပေါ်နေမျိုးစုံဒုက္ခပေးနေခြင်းများကိုအများဆုံးရထက်ရန်တို့ကဒေါ်လိန်တစ်ဖွဲ့များကသတိပေးချက်များနေမျိုးမျိုးနဲ့အကြောင်းကြားပြောဆိုနေပေမဲ့လည်းဆက်လက်ကြိုးလုပ်နေတာကြောင့်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရာယမှုကျော်သူဟင်းရဲ့နေအိမ်မှာတက်တေထောက်ထားဖြင့်ကျော်သူဟင်းကိုရာယမှုခန့်အပ်စာခြေစော်ရဲ့စပတ်နဲ့သဆိုင်နဲ့ဆောင်ရွက်စာတမ်းများနဲ့နော်နယ်ဝင်းရဲ့ခြေရောင်းနဲ့မတန်းဆောက်ရွက်များပြည်သူများကိုမတရားတိုးနဲ့ချေယူထားတဲ့စည်ရင်စရာများရွှေပေါင်းချာအမြောင်များနဲ့ဆိုင်ကယ်တစ်စီးတို့ကိုတက်တက်ဖြစ်တင်းယူနိုင်ကြတယ်လို့သိရပါတယ်။တို့တို့တွေကလူငယ်တွေကိုဖမ်းဆီးတာမျိုးတွေလည်းရှိတယ်။ လူဆိုးဖို့အတွက်လူငယ်တွေနေရင်တွေလိုက်ပြတာမျိုးတွေလည်းရှိတယ်။နောက်ပြီးတထုံမျိုးတွေမှာဒလန်အုပ်ကြီးတချို့နဲ့လူငယ်တွေကိုအာရမဆမ်းဖို့ထမ်းဖို့အကူအညီနေသူတချို့ရဲ့အချမ်းလက်တွေအတိအကျရရှိထားပြီးဖြစ်လို့အခုချင်းကနေစပြီးတော့ရထမ်းဖို့ပဲအမှတ်ချက်ပေးကြပါမယ်။အခုကျွန်တော်တို့ဖွဲ့အနေနဲ့လည်းအလားတူမရှင်တွေကိုလည်းဆက်လက်ပေါ်ဆောင်သွားမှာပါလို့ပြည်သူ့ဘက်တော်သားအဖွဲ့မှတာဝန်ရှိသူတဦးကဆိုပါတယ်။ပြည်သူ့ဘက်တော်သားအဖွဲ့ဟာလူမျိုးနေတဲ့ကျော်သူဟင်းပြင်တထုံမျိုးတွေမှာရှိတဲ့ပြည်သူများပေါ်နှိမ်နိုးဆုံးတဲ့ဒုက္ခပေးနေတဲ့ကျန်ရှိနေတဲ့ဂျမ်ဘတ်စစ်တပ်တောက်တိုင်ဒလန်ရက်ွက်အုပ်ချုပ်ရေးမှုတချို့နဲ့ လူငယ်အများကိုစစ်မှုထမ်းရင်အာဓမဖန်ဆီးရဲ့နေရာမှာပါဝင်ကူညီပေးနေသူတချို့ကိုလည်းဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့အာစာခေါင်းဆောင်များကိုရေရွတဲ့နေရာမှာနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရကို45 right ကတိုက်တွန်းနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။လက်ရှိအာစာခေါင်းဆောင်များရဲ့ဆေးရသိုးမှုတွေကျူးလွန်ထားတဲ့ပေါ်တရားစီရင်ရေရွနိုင်ရန်နိုင်ငံတကာတရားမျှတမှုရန်နေရာများဖြင့်ဘင်္ဂလားဒေ့ရှ်အစိုးရကပူးပေါင်းဆောင်ရွက်တဲ့လို့45 right ဘက်ကထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များဟာမက်ဆလာစခုနန်နေကအာဆာထိတ်တန်းခေါင်းဆောင်6ဦးပါဝင်ပသက်ဆန်းရွယ်သူစုစုပေါင်း10ဦးကိုဖမ်းဆီးပြီးဆက်ရှိရနေမှာရုံထုတ်ခဲ့ပါတယ်။အာဆာရဲ့အဓိကခေါင်းဆောင်အာတာအူလာခေါင်းဆောင်အဖွဲ့ဝင်မိုစတက်အာမတ်ဆလီမိုလာအက်စမိုလာဟုနာဟာဆန်နဲ့မိုနီရူဆိုမန်တို့ပါဝင်၎င်းတို့ရဲ့ဇနီးမယား3ဦးနဲ့ကလေးငယ်2ဦးတို့ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါအာဆာဖော်ဝင်များဟာမွတ်စလင်ဒုက္ခသည်များကိုတပ်ဖြတ်ခြင်းပြန်ဖေးဆွဲခြင်းညမနေဆက်ချင်းနဲ့ချိန်ချောင်းမှုများစားတဲ့ရာဇဝတ်မှုမျိုးတဲ့လုံရံများကိုပြုလုပ်ခဲ့တယ်လို့ 45 rate ကအစိုးရကန်စာ ထုတ်ပြန်ထားပါတယ်။အစိုးရကန်စာမှာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဒုက္ခသည်စခန်းများတွင်မှမွတ်စလင်မျိုးသားများအမျိုးသမီးများနဲ့ကလေးငယ်များပေါ်အာဇာဘွဲရဲ့ကျူးလွန်တဲ့ဆေးရဆွေးမှုမျိုးတွေထောက်ထားများကိုတွေ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့မွတ်စလင်လက်နက်ကိုင်ဖွဲ့များရဲ့ဆေးရဆွေးမှုတွေတို့ကမြန်မာနိုင်ငံဆိုင်ရာလိုလက်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား IMM နိုင်ငံတကာရာဇဝတ်ရုံး ICC စသည်တို့ပါဝင်တဲ့နိုင်ငံတကာတရားမျှတမှုဆိုင်ရာယန္တရားများနဲ့ပူးပေါင်းဆောင်ရွက်တဲ့နယ်လို့တောင်းဆိုထားပါတယ်။ရိုဟင်ဂျာလက်နက်ကိုင်ဖွဲ့တွေက ်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံမှာဖြစ်တန်ကြားခံနေရခြင်းကနေလုံမြောက်နေရတဲ့အမြောက်ပြောင်းဆန်းနေအောင်ကိုကြီးကျယ်လိုက်ပြစေနေပါတယ်။ဇေယျသုံးမှုတွေကိုအများသောအားဖြင့်လက်နက်ကင်ပြိပကဖြစ်ပွားရနေမြေတွင်းမှာသာဂျိုးလုံးနေရှိပေမဲ့အခုဒီကိစ္စမှာတော့ဘင်္ဂလားဒေ့ရှ်ကဇေယျသုံးမှုတွေဟာမြန်မာနိုင်ငံကစစ်ပွဲနဲ့တိုက်ရိုက်ပတ်သက်နေပြီးဇေယျသုံးမှုမြောက်ချောင်းလို့သတ်မှတ်လို့ရပါတယ်။နောက်ပြီးဘင်္ဂလားဒေ့ရှ်ရဲ့ယာယီအစိုးရအနေနဲ့ဇေယျသုံးမှုဂျိုးလုံးသူတွေကိုတရားစီရင်နိုင်ဖို့နိုင်ငံတကာတရားမျှတမှုဆိုင်ရာရန်ရဲများနဲ့ပူးပေါင်းဆောင်ရွက်တင်ပါတယ်လို့45 right ရဲ့ director ကပြောဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကမွ슬လင်ဒုက္ခသည်များမှာအာဆာအာရက်ဆိုအပါဝင်မွ슬လင်လက်နက်ကိုင်ဖွဲ့များရဲ့လက်ချက်နဲ့နေပေါင်းများစွာဂျာပန်မှုတွေနဲ့တပြက်မှုများခံစားနေရတယ်လို့45 right ကထုတ်ပေါ်ထားပါတယ်။အဆိုပါဒုက္ခသည်စခန်းများတွင် အာဆာအာရက်ဆိုအပါဝင်မွ슬လင်လက်နက်ကိုင်ဖွဲ့များမှဂျူးလွန်နဲ့တပြက်မှုတွေဟာ2021ခုနှစ်မှာ22ဦး၊2022ခုနှစ်မှာ42ဦး၊2023ခုနှစ်မှာအနည်းဆုံး60ဦးနဲ့2024ခုနှစ်မှာ65ဦးထက်မနည်းကိုတပြက်ခဲ့တယ်လို့45 right ကဆိုထားပါတယ်။ဒါပြင်ထိတ်တန့်ကောင်းဆောင်အာတာဦးလာနဲ့အာဆာအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒီဇယ်ဥပဒေအများအပြားကိုချိုးဖောက်ထားရုံများမကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုမူရည်စေဝါရောင်းဝယ်ပေါက်ခွာမှုဘင်္ဂလားဒေ့ရှ်စစ်ထောက်လန်းရေးအရာရှိတအုပ်ကိုတပ်ဖြတ်ခဲ့မှုစားတဲ့အမှုတွေကိုကျူးလွန်ထားတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းထံတမ်းများကဖော်ထုတ်ထားကြပါတယ်။ဒါပြင်အာဆာအဖွဲ့ဟာ2019ခုနှစ်ရခိုင်ပြည်တွင်းကဖြစ်စဉ်များတွင်၎င်းတို့ရဲ့မင်းကိုမနာခံဟုဆိုပါမွ슬င်ပြည်သူများကိုတပ်ဖြတ်ခြင်းရာနဲ့ချီတဲ့ဟိန်းလူလူမျိုးများကိုအစိုးလိုက်ပြုံလိုက်တပြက်မှုတွေကိုကျူးလွန်ကြတယ်လို့နိုင်ငံတကာလူငယ်ချမ်းသာခွင့်အဖွဲ့ကလည်းပြောဆိုထားပါတယ်။ အဆိုပါအာစာအပါဝဲမုစလင်လက်နက်ကင်ဖွဲ့များရဲ့ခြံဖက်မှုများတို့ကအထောက်အထားအလုံးရှိပြီးတော့ပြေးဆုံးတယ်လို့ယူဆကြောင်းနဲ့မြေဒီနီနဲ့မဆိုဆက်လက်ဖြစ်ပွားနေတဲ့ဆေးရဆုံမှုတွေကိုထမ်းမှန်စုံစမ်းမှုတွေပြုလုပ်တင်တယ်လို့45 right ကဆိုပါတယ်။ Ranger ဒုက္ခတဲ့စကမ်းများတွင်ခြံဖက်မှုတွေနဲ့တပြံမှုတွေကိုရတန်းရမှာဖြစ်ပြီးအာစာနဲ့ RS ကိုဖွဲ့ဝင်နေပါဝင်တာဝန်ရှိသူတွေကတာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်လို့45 right ရဲ့ Director ကပြောဆိုပါတယ်။လက်ရှိဘင်္ဂလားဒေ့ရှ်ကဖမ်းဆီးထားတဲ့အာစာဖွဲ့ဝင်ဆယ်ဦးထဲမှာအဖွဲ့ရဲ့ထိတ်တန့်ခေါင်းဆောင်အနည်းဆုံး6ဦးပါဝင်ပေမဲ့ နောက်ထပ်အာဇာရဲ့ထိတ်တန့်ခေါင်းဆောင်အဖွဲ့ဝင်တွေလုံမြောက်နေတဲ့လို့မွတ်စလင်တိုင်းဝိုင်းကလည်းပြောဆိုပါတယ်။အာဇာချမ်းဖတ်ခေါင်းဆောင်မော်လဝီရာမက်ခေါ်ရန်ဟာခေါ်ပစာခဲမှရှိတဲ့မွတ်စလင်ဒုက္ခသည်စခန်းတက်မှာနေထိုင်ကြောင်းနဲ့မော်လဝီအော်လီမာတည်ဆုံသွားပြီလို့သတင်းလွှင့်ကဘုံရှိုးခွေရှိုးနဲ့ definite data မှာချမ်းဖတ်လုပ်ငန်းတွေကျူးလွန်နေတယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကလက်ရှိဖမ်းဆီးထားတဲ့အာဇာထိတ်တန့်ခေါင်းဆောင်6ဦးပါဝင်10ဦးကိုနိုင်ငံတွင်တရားမဝင်ဝင်ရောက်မှုနဲ့ပြစ်မှုများကျူးလွန်မှုစားတဲ့အမှုနှမှုနဲ့တရားရုံးတင်ဆက်ဆင်းနေတယ်လို့တရားလိုရှင်းနေများကပြောဆိုထားပါတယ်။ သို့တော်လည်း၎င်းတို့ဟာဘင်္ဂလားဒေ့ရှ်ဥပဒေအများဖြင့်တရားစီရင်ရေးမှလုံလောက်ခြင်းမရှိတဲ့အတွက်ဂျူးလွန်ခံရသူများရဲ့တရားမျှတမှုရရှိနိုင်ရန်နိုင်ငံတကာတရားစီရင်ရေးရန်ငြားများနဲ့ပူးပေါင်းဆောင်ရွက်တင်တယ်လို့45ရက်ကတောင်းဆိုထားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နေရတီတီမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုစကောက်စီပြန်ခေါ်ရဲဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။နာရောနစတီဖေဗူလာတရနေ့နောက်ပိုင်းဇိုးရီမှုတွေကြောင့်ဖြေပွားကိုရောက်သွားချသူတွေဟာမိမိတို့ဒေတာကိုပြန်လာလို့တဲ့ဆန္ဒတွေရှိနေတာကိုသတင်းရတဲ့အတွက် ပြန်လဲဝင်ရောက်လို့ပါကဥပဒေအရဖြေလျှော်ပေးမှာဖြစ်တယ်လို့စကောင်းစီကဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ဒါကြောင့်ပြန်လာသူတွေအနေနဲ့တဆိုင်ရာအုပ်ချုပ်ရေးယုံတန်ယုံစစ်တပ်ယုံနဲ့ကောင်စိုးဝင်ယုံတွေကိုဆက်သွယ်နိုင်တယ်လို့လည်းဖော်ပြထားပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးမပန့်ဆက်လို့မှာလဲသူတို့ကငဲညာဖြေလျှော်စမ်းစားပေးပါမယ်တဲ့။ဘီဘရောက်နေသူတွေပြန်လာခဲ့ပါတယ်။လေစိတ်ကနေစောင့်ပြီးပေါ်တာဆွဲချင်တာလို့တဲမပြောဘူး။မအေးလုံးနဲ့ဖြေလျှော်စမ်းစားပေးမယ်မပြောနဲ့။ပြန်မလာရင်လွမ်းလို့တည်တော့မယ်ဆိုတဲ့သူစီတောင်ပြန်သွားခဲ့တာမဟုတ်ဘူး။နေဆောက်ရက်နဲ့ဆောက်ပါမောင်းနဲ့။ Okay. ငဲညာပေးမယ်ဘာညာခွေးပါဝါထားနေအောင်ငါတို့လည်းကြငဲညာပေးမယ်တောင်ပြောဖို့ရမှာမဟုတ်ဘူးနော်ဒဲပဲဒဲဖို့မှာဆိုပြီးပြောဆိုထားတာပဲဖြစ်ပါတယ်အရင်နောက်အားလုံးရဲ့ညီညွတ်မှုတွေကြောင့်ဒီခရီးတွေရောက်ခဲ့ရကြောင်းဒေါ်လိုင်းဘက်တော်သားဒါရိုက်တာကိုပေါင်းမှာခုလိုရေးသားထားပါတယ်အားလုံးရဲ့ညီညွတ်မှုတွေကြောင့်ဒီခရီးတွေရောက်လာခဲ့ကြတာပါစစ်စင်ရေးဆိုတာကလည်းတိုက်ချက်နိုင်ထားတိုက်လို့ရတာမျိုးမှမဟုတ်ပဲပြင်ရဆင်ရဆိုးရဆောင်းရတာကလည်းရှိသေးတာကိုလေနဲ့ကြော်တက်တန်းတစ်ချောင်းမြောက်ကတိုက်လိုက်တောင်ကတိုက်လိုက်အရှိကတိုက်လိုက်နောက်ကတိုက်လိုက်လေကတိုက်လိုက်နဲ့ ်တရေ၍ရှောက်လာခဲ့ကြတာတောင်တော့ခီးရောက်ခဲ့ပါပြီ။ကချင်ချောင်းပြောခဲ့ရတဲ့နေရက်တွေအများကြီးရှိသလိုကရင်ချောင်းပြောခဲ့ရတဲ့နေ့တွေလည်းရှိခဲ့တယ်။ချင်းနေချောင်းပြောခဲ့ရတဲ့နေရက်တွေအများကြီးရှိခဲ့သလို BDS ချောင်းပြောခဲ့ရတဲ့နေရက်တွေလည်းအများကြီးရှိခဲ့တယ်။နောက်ပြီးရခိုင်ချောင်း DNL ချောင်း MNDA ချောင်းစသဖြင့်ဒေါ်လာရေးဘက်တော်သားဘောင်းဆောင်ချောင်းပြောခဲ့ရတဲ့နေရက်တွေအများကြီးရှိခဲ့ပါတယ်။ဒီပြော်တွေကကျွန်တော်တို့ကိုရှေ့ဆက်တတ်ဖို့ခွန်အားတွေဖြစ်စေခဲ့တာပါ။တခါတလေချင်းနေမျိုးမျိုးချောင်းလက်တော်ဖြစ်လာတဲ့စိတ်ကန့်စားချက်တွေနဲ့ပေါက်ကွဲကြတာမျိုးလည်းရှိကြတာပေါ့။ ်မင်းတို့မြောက်ပိုင်းကပိုတိုက်တယ်မတိုက်ဘူးငါတို့တောင်ပိုင်းကပိုတိုက်တယ်မတိုက်ဘူးမင်းတို့အရှေ့ပိုင်းကပိုတိုက်တယ်မတိုက်ဘူးငါတို့နောက်ပိုင်းကပိုတိုက်တယ်မတိုက်ဘူးအဲလိုစသဖြင့်အကြောင်းအရာတွေကလည်းလက်ရှိဖြစ်တည်နေတဲ့နိုင်ငံရေးစီရေးအခြေအနေတွေကြောင့်စိတ်ခန့်စားချက်တစ်ချင်းချချင်းတွေကနေဆင်းသက်လာတာပါတကယ်တော့ကိုယ့်ရဲ့အသင်းကိုနိုင်စေချင်တဲ့စိတ်တွေမချစ်တင်ငယ်ဖြစ်နေကြတာလို့နားလည်ပေးစေချင်ပါတယ်အားကိုးတဲ့စိတ်တွေဖြစ်လာတဲ့ခံစားချက်တွေပါတိုင်းရင်းသားအလုံးအနာရှင်တွေအောက်ကလုံမြောက်ချင်ကြပါတယ်ကရင်တပွဲတဲ့လုံမြောက်ချင်တာမဟုတ်ပါဘူးကချင်တပွဲတဲ့လုံမြောက်ချင်တာမဟုတ်ပါဘူး ရခိုင်ချင်းကရမွန်ရှမ်းဘက်မှာဗိုလ်ပလောင်စားတဲ့တိုင်းရင်းသားအားလုံးတို့တို့လွမြောက်ချင်ကြတာပါကိုရဲ့ပြည်နယ်ကိုလွမြောက်အောင်လုပ်နေကြတဲ့အခါစိတ်ကန့်စားချက်တွေအနေနဲ့အများရှိလာခဲ့ကြတဲ့ပေါ်အပြန်လန်းနားလည်ပေးနိုင်ဖို့လဲလိုပါတယ်အပေါ်ကပြောခဲ့သလိုပါပဲအားကိုးတဲ့စိတ်တွေကြောင့်ဖြစ်လာခဲ့တာပါအတူတူလွမြောက်ဖို့ညှိနှိုင်းကြတာတွေအစင်မဖြေတာတွေကိုအစင်ပြေအောင်လုပ်ရင်မညီတာတွေကိုညီအောင်လုပ်ရင်ရှေ့ကြီးဆက်နေတာတွေလည်းအမြန်ပြေးမြောက်ပါစေအတူတူအောင်ဘွဲယူကြမယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ် အိုင်းနောက်ဒေါ်လန်ရေးကအင်းနေအိုင်းနေတာလားဆိုတဲ့ပတ်သက်ပြီးမပန်းဆက်လို့မှခုလိုပြောဆိုထားပါတယ်ဒေါ်လန်ရေးကအင်းနေအိုင်းနေတာလားဆိုတော့ဟုတ်လဲဟုတ်တယ်မဟုတ်လဲမဟုတ်ဘူးဟုတ်တယ်ဆိုတာကအွန်လိုင်းမှာဟုတ်တယ်မဟုတ်ဘူးဆိုတာကမြေပြင်မှာမဟုတ်ဘူးရှင်းပြမယ်အခုအွန်လိုင်းမှာကပြည်တွင်းကလူတွေအနေနဲ့အရင်ကားထက်ပိုပြီးတော့လုံခြုံရေးဂရုစိုက်လာရတာကြောင့်အရင်လိုသတင်းတွေဖြန့်ဝေဖို့မဆိုထားနဲ့ကောမန်လေးလိုက်ပေးဖို့တောင်ခက်ခဲလာတယ်ဘီပားရောက်မြန်မာ၅တန်းရှိတယ်ဘီရွန်းကမြန်မာကတန်း60လောက်ရှိတယ်ဆယ်စားတစပင် ီးပါရောက်တယ်ဘလောက်ပဲတော်လန်ရေး post တွေကို read တက်ပေးပေး Facebook ရဲ့အတွက်ချမ်းမှုချိုးစားရဆဲပုံတပုံပဲပြီးတော့ Facebook ရဲ့ algorithm ရ reaction မလုပ်တဲ့ post တွေကိုအမျိုးသားတွေကိုလူစဲဝင်စားမှုမရှိတဲ့ content တွေလို့သတ်မှတ်တယ်လူတွေစီ show ပြပေးတယ်အပြန်အလှန်အပြင်လူတွေရဲ့ new feed မှာတိတ်မမြင်ရတော့ဘူးပြီးတော့စက်တင်တွေကိုထုံးလာတာခွေးဝဲသားရေတကောင်တော်ရကေးရင်တောင်ပြောင်းပြောင်းခက်လုတ်ခက်ကြတာအခုလဲနေတော့မှဒီကောင်နေတော်ရကေးတယ်ဆိုတာကတရင်မဟုတ်တော့ဘူးမတော်ရကေးတာမှထူးခြားတဲ့တရင်ဖြစ်နေပြီအခုချိန်မှာဂျိုကိုကြီးအစင်းလောက် တရေမှုအစင်းတော့စားရရင်တောင်စားနေကြမလို့ရိုးရင်နေပြီတရေမဖြစ်တလို့တောင်ဖြစ်နေပြီတွေ့ထိုးပြီးတောင်ရှဲမနေဘူးအဲ့တော့ဒေါ်လန်ကြီးကအင်းနေအိုင်းနေတလို့ဆိုရှယ်မီဒီယာမှာဖြစ်နေတာတော့ဟုတ်တယ်မြေပြင်မှာတော့မဟုတ်ဘူးတိုက်ပွဲမဖြစ်တဲ့ရက်တွေမရှိတလို့ဟိုကောင်တွေလည်းမတော်တကယ်တဲ့ရက်မရှိဘူးအခုဘယ်ဘက်ကနိုင်နေတာလဲအာကောင်းနေရလဲတီးချင်ရင်မမင်းနဲ့ကိုဘသက်ကိုဖြစ်ချင်းစကားစားဘက်ကဒီဒေါ်လန်ကြီးကလာလေးနေမှာစုံစုံသွားတဲ့နေမီတွေတဲ့ဘယ်နှခုပြန်သိမ်းနိုင်နေပြီလဲဆိုတာချင်းမုံမြမလေးမှာပေါ်ပြားနေတာတွေလောက်မကြည့်ပဲ မယုံရင်မြေပြင်ကိုဆင်းကျင်မြားဝီကနေလွိုက်ခေါ်မြားဝီကနေရန်ကုန်ဦးနာမိုင်30လောက်ထိနေချင်းပြန်လို့ရအောင်ဒိုးရိုပေါင်နေပြီအပေးပြတ်မနိုင်သေးတာတော့ဟုတ်တယ်ဒါပေမဲ့ရှုံးစရာရက်စရာစောင်းချောင်းတကွမှမရှိတော့တာဖြောက်ပြောက်ချင်းကိုရော့အပ်ပါတဲ့အကိုကြီးတို့လို့စိတ်ကူးရင်နေတော့ရေနဲ့ပတ်ပြီးတော့အိမ်မက်ကနေနှုတ်ပေးလာအောင်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးတင်နားဆင်ကြတဲ့တရင်ပိတ်သားများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြင်ပြပါတရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ် အားလုံးပဲကိုစနေပြာရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။